တဲ့ version ဆိုရင်အဲ့ဒီဟိုဗာလဲ iron ဆိုတာလဲကြိုက်တယ် iron စမမြင်ပြန်ဆိုထားတာ block ကဘွယ်ကိုလေတကြံတချင်းလေးကိုရေနှမ်းဖို့အဲ့သူ့ရဲ့ version လေးလဲကြိုက်တယ်မဆိုသူ့ version လေးလဲကျွန်တော် ်းသာတာပေါ့တာရေကိုကပထမဦးဆုံးဒီတချင်းလေးနဲ့ကိုကဆိုခဲ့ရတာလေစင်ပေါ်တွေလည်းတက်ခဲ့ရတယ်ကိုကမဆိုတော့ဘဲနဲ့ရက်လိုက်တဲ့အချိန်မှာဒီလူတွေကလက်ဆက်ကလက်ဆက်ကဆိုတယ်ဆိုတော့ကိုတချင်းကအမြဲတမ်းကိုဆိုတရတယ်လို့ပဲရှင်းတန်းနေတာပေါ့တာရေအဲ့လို ဖြစ်ကမန္တလေးကအများဆုံးဆိုရတယ်မန္တလေးနောက်ပြီးတော့ဟိုဗိုလ်ချုပ်ဆေးရှိဗိုလ်ချုပ်ဆေးရှိဆိုအခုချိန်ထိပြိသက်တွေပေါ့နော်အခုချိန်ထိအဲ့ဗိုလ်ချုပ်ဆေးရဲ့မတ်ယူလို့ဆိုလာလိုက်မယ်ငွေနေဟိုလာလေဆိုခဲ့ကြတာဆိုခဲ့ကြတာအဲ့လို ဲ့ဒါနဲ့အဲ့ဒီဒီမွေးနေ့လေးဖြစ်တယ်ဆိုတော့ဒီဘာလေးဖွင့်ပေါ်လေးဖွင့်ဖွင့်ဘွဲနဲ့အဲ့ဒီမွေးနေ့နဲ့အခါလေးဆက်ဆက်တဲ့လောက်ပဲထုတ်တငယ်ချင်းဆိုရင်မွေးနေ့အတူတူတရက်မှမပြတ်ဖဲနဲ့အဒီနဲ့အမြဲတမ်းပဲတချင်းနေဆိုကြတယ်သွားကြတယ်အဲဂျပန်တငယ်ချင်းပေါ့မြတ်မြတ်ပေါ့အဲသူနဲ့ကြတော့သူကလည်းမွေးနေ့ဝစ်လီတွေပေါ့အကုန်လုံးလောက်ကြတယ်ပေါ့တချို့ကြတော့လည်းအဝေးကြီးကနေပြီးတော့အင်ကြီးလေးတွေ present လက်ဆောက်ပေးတာတို့ဘာတို့ပေါ့လေအဲ့တော့ဒီပွဲလေးကိုသူတို့ကတက်ချင်တယ်ဒါပေမဲ့မတက်ရောက်နိုင်တဲ့အတွက်သူတို့ကလည်းဝင်းနီဝစ်လီလောက်တာပေါ့ခါတိုင်းဆိုရင်တော့သားရဲ့ဟိုဘယ်လိုပြောရမလဲမိုးနေဆိုတာတော့တိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲဖះတက်တယ်အဖေမေကိုကြော့တယ်အဲနောက်ပြီးတော့လည်းတငယ်ချင်းမိတ်ဆွေတငယ်ချင်းတွေနဲ့အကုန်လုံးစားကြတယ်တောက်ကြတယ်ပေါ့ဒါပေမဲ့ပထမအဦးဆုံးမိုးနေဒီလိုလေးမိုးနေပွဲလေးလည်းလုပ်ပေးတယ် ပြီးတော့လဲဟိုဘယ်လိုပြောရမလဲအန်တီဂီတီကိုလဲပြန်ပြီးတော့ဒီအမှုပညာလမ်းကြောင်းမှာပြန်ပြီးလှုပ်ရှားစေခြင်းနဲ့ပြန်ပြီးတော့စိုးစေခြင်းနဲ့အဲ့လိုမျိုးလေးတွေဖြစ်တဲ့အခါကျတော့ဒါရိုက်တာလှိုင်ညက်ဆိုးအဲသူကနေပြီးတော့မွေးနေ့စလိုက်တာပေါ့50 56 56နှစ်ပေါ့နော်အသက်ပြောလိုက်ပြီး အဲ့မွေးနေ့တွေကနေစလိုက်တာပေါ့အတီးကတနေ့ပြီးတနေ့တနေ့ပြီးတနေ့မွေးနေ့ပွဲလေးကိုတငယ်ချင်းတွေလည်းပျော်ပျော်ရွှင်ရွှင်ကျင်းပပြတ်တယ်ပေါ့တားရတော်တော်လက်လက်လေးပဲအတီးရဲ့တိုက်တာသချင်းတွေပေါ့တိုက်တာသချင်းလေးတွေလည်းဆိုမယ်နောက်ပြီးတော့အတီးရဲ့ brow ကပွဲစီးတွေကကြံသချင်းလေးလည်းဆိုမယ်ပေါ့အဲ့ဒါလေးကတော့အပိတ်ပေါ့အဲအဲ့ဒါလေးမွေးနေ့လာလို့ရတကြံ fight လေးရကြမှာပေါ့တကြံ fight လေးရပါပေါ့တားရလာရှေလာရှေလာဟော တင်းဆိုလို့ရှင်ဆရာတင်မင်းပေါ့နော်ဆရာတင်မင်းရေးတဲ့တကူတော်ရေးတဲ့အချက်စုစီးရရဆိုရင်အများကြီးပါပဲဟိုဗါလဲအချက်စုလဲကြိုက်ကြတယ်နောက်ပြီးခွလုံးကိုကိုတို့မမင်းနဲ့ရှင်တို့နောက်တိတ်ဆိုပြီးချော့မယ်อ่ะဟိုကမစ္စတာဘွန်ဘတ်စတိတ်တို့နောက်တစ်ခါမာကာရီနာတို့အဲ့ထက်ကအတေက65တဲ့ကဆထွက်တာပေါ့ဘရောက်ကဝယ်စီးရရကြတော့အတေရဲ့တကြတဲ့ချင်းပေါ့အခုကတော့ရေနန်းဘို့ဟိုပေါ်တာရဲ့အဲ့လိုမျိုးရေနန်းဘို့ကလည်းအခုချိန်ထိ ရိသက်တွေလက်ခံထားလက်ခံထားစေပေါ့နော်အဲ့ဒီကတော့ဟိုဘယ်လိုပြောတိတ်ခွေခစ်ထရဆိုတော့တချို့ကလေးတွေလည်းမသိတော့ဘူးပေါ့ဒါပေမဲ့ကိုကတော့ဟိုဘယ်လိုပြောမလဲဆိုရဲဆိုလဲဆိုလိုက်ကောဟာဒါအာဒီကီတီတိုးဆိုထားတာပါဆိုပြီးတော့ပြန်ပြီးတော့အမှတ်တရလေးတွေပြန်ရတာပေါ့အဲ့လိုဒီရလေးကကြတော့အာဒီတို့ကဆက်ဆောက်ကြီး 60 1996ခုနှစ်ပေါ့96ခုနှစ်မှာအဲ့ဒီတော့ဟို line light ပေါ့နော် line light အဲ့ဒီဟိုဟာမှာအင်းရလဲအင်းရလဲအဲ့ဒီမှာအဲ့ဒီတော့ဆပြီးတော့ဒီ block ကပေါ့ CD လေးကိုဆလုပ်မယ်ဆိုတော့ဒီသချင်းလေးကိုဘယ်သူမှမကင်ရဘူးမကောက်ကြဘူးလေအဲ့ဒါကတော့တေးရေးအထက်ရေးထားတာပေါ့တေးရေးအထက်ရေးထားတာအဲ့ဒါတဲ့သူကနေပြီးတော့ရေးထားတော့စာသားတွေကလည်းအရင်များတယ်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကအဲ့ဒီသချင်းလေးလဲတွေ့လဲတွေ့ရောဟာဆိုမယ်ပေါ့ဒီသချင်းကိုဆိုမယ်ဆိုပြီးတော့အဲ့ဒီက တခါတည်းဒီတည်းမှာနှက်ပြီးတော့အချိန်ချင်းအတရား original ကိုဒါကသူကဟိုက copy ဆိုတော့လေအချိန်ချင်းအတရားနားထောင်ရတယ်လေ့ကျင့်တယ်အဲ့ဒီမှာတခါတည်းဆိုလိုက်တာ ID တချင်းလေးကပေါက်သွားတာပေါ့နော်တချို့လည်းပေါက်ပါတယ်ချို့သီးတွေလည်းပေါက်တယ် group တချင်းတွေလည်းပေါက်တယ်ပေါ့ဒါပေမဲ့ဒီတချင်းလေးကတော့ကြံခဲ့တာပေါ့ block ကဘယ်မှာကိုကြိုက်တဲ့ version ဆိုရင်အဲ့ဒီဟိုဗါလဲ iris ဆိုတာလည်းကြိုက်တယ် iris ဇမမြင်ပြန်ဆိုထားတယ်ဘရောက်ကွယ်ကိုလေကြံတချင်းလေးကိုရေနှမ်းဖို့ ဲ့သူ့ရဲ့ version လေးလည်းကြိုက်တယ်မဆိုသူ့ version လေးလည်းကျွန်တော်အဲ့တော့ဒါ H ဆိုတော့ဆိုတော့ကြိုက်ပါတယ် H ဆိုတာလည်းကြိုက်တယ်နောက်ပြီးတော့အယုံဆုံးဆိုတာတော့ချော့စုခေပေါ့ချော့စုခေဆိုတာလေးလည်းကြိုက်တယ်အဲဝမ်းသာတာပေါ့တာရေကိုကပထမဦးဆုံးဒီတချင်းလေးနဲ့ကိုကဆူခဲ့ရတာလေစင်ပေါ်တွေလည်းတက်ခဲ့ရတယ်ကိုကမဆူတော့ဘဲနဲ့ရက်လိုက်တဲ့အချိန်မှာဒီလူတွေကလက်ဆက်ကလက်ဆက်ကဆူတယ်ဆိုတော့ကိုတချင်းကအမြဲတမ်းကိုဆူတရတယ်လို့ပဲရှင်းတန်းနေတာပေါ့တာရေအဲ့လိုမျိုး တိတ်ခွေခက်ကမန္တလေးကအများဆုံးဆိုရတယ်မန္တလေးနောက်ပြီးတော့ဟိုဗိုလ်ချုပ်ဈေးရှိဗိုလ်ချုပ်ဈေးရှိဆိုအခုချိန်ထိပြိသက်တွေပေါ့နော်အခုချိန်ထိအဲ့ဗိုလ်ချုပ်ဈေးရဲ့မတ်ယူလို့ဆိုလာလိုက်မယ်ငွေနေဟိုလာလေဆိုခဲ့ကြရတာဆိုခဲ့ကြရတာအဲ့လိုပတ်တရားလေးရတော့တားရဲ့အရင်တုန်းကတော့ဟိုဘယ်လိုပြောမလဲစတိတ်စင်တွေတစ်ခုတစ်ခုကိုကူးရတာဂျမ်းဖြစ်တယ်လေအရင်အကြက်ဖြစ်တော့တစ်ခါတလေကြာရင်အဲ့လိုမျိုးပိတ်သက်ထင်းရနေရေဒီအဆိုးခံပြီးတော့ဆင်ပေါ်ရောက်အောင်သွားရတာတို့ ဲ့လိုအခုလိုမျိုးဟိုတီးသန့်ပေါ့နော်အဲ့လိုမျိုးမရှိဘူးပရိတ်သတ်နဲ့တသားနဲ့ကြရတယ်ပေါ့အဒီတို့ခစ်ကတော့လေအဲ့လိုမျိုးပရိတ်သတ်ထဲကနေသွားရတယ်တခါတလေကျရင်ဆင်ပေါ်ကနေဆက်ပြားတွေနဲ့လောင်းချလို့အဒီမှာတခါတည်းတကိုးလုံးရှမ်ပူတွေလေအဲရှမ်ပူတွေအဆူခံပြီးတော့ဆင်ပေါ်တက်ရတာတို့အဲ့လိုမျိုးပေါ့အများကြီးပဲဟိုအမှတ်တရတွေကကြုံရတာပေါ့လေပျော်တော့မွဲပျော်တော့မွဲရေနှမ်းမို့တော့ပွဲတိုင်းလိုလိုဆိုပြတယ်ပေါ့အဒီတို့